မောင်းလာအောင်စီအောင်မောင်းကြီးကိုသာငါတို့လေအဲတော့နဲ့ချမယ်ဆိုတဲ့ကကျွန်တော်တို့ကမျိုးပေါ်လုံးဝယုံကြည်မှုအခုနဲ့နဲ့ပဲကျွန်တော်တို့တွားရိုက်မယ်ဆိုကျွန်တော်တို့ရိုက်ပြီးသားပဲဆိုတော့ကျွန်တော်တို့တန်တန်ပင်ပင်နဲ့ကျုံခဲ့တယ်ပါတော့ကိုပြိုးကြောင့်လက်ခံခဲ့ရပါလားလေဟာလားမှန်တယ်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 ကိုရိုးတို့ကိုရိုးကျွန်တော်ဓာကူကြီးလားကျွန်တော်လုတ်ပေးတာကိုရိုးကိုရိုးဆိုရင်ဘယ်လိုမှမဲကျွန်တော်ရိုက်ပြင်းမဲ့လို့တော့မထင်ဘူးလေ ဒီရက်ဒီအစီအရမ်းမိုက်တယ်ဒီမှာဆွဲတဲ့ကောင်ဆိုတော့ပကြီးကောင်ပေါ့ပကြီးကောင်လို့မခေါ်ပါနဲ့ဗျာကျွန်တော်အသေးအလောင်းလို့ပါနော်ပကြောင်ကြီးလို့ခေါ်တာအဲ့ဒီတုံးတော့ကျွန်တော်နင့်ကိုကြိုက်နေတာတဲ့ဟာကိုမြောက်တယ် အပေါက်ပြိုက်တူတို့ကြတယ်အတူတူနေနေကြတာဗျာနော်အင်ကြီးကအစအရောက်မေတာဝေးနင်းနေတာဟုတ်တယ်ဟုတ်တယ်အဲ့လိုနေနေတဲ့အခါကျတော့တကယ်တကယ်တကယ်ပြောဆိုမှညီဘူးကိုရောက်ဆိုတဲ့မူကလေးကျွန်တော်တို့ကတကယ်ကိုကတ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့မလေးမင်္ဂလာတော့မနှက်ပြမှာကွာ။ဩကိုကြီးကတော့အောင်လောကလေးအယူးတွေကြီးပဲ။ဒီဒီဒီကားကကျွန်တော်တငယ်ချင်းပေါင်းသင်းစိတ်ဓာတ်နဲ့အဲ့လိုစုပြီးတော့လုပ်ကြတဲ့ကားပဲ။ဟာဟာ။ဟုတ်ကဲ့ပါ။ ယူပါအာဒါကဇက်အရင်မိုက်တယ်ဟောပြီးတော့ဟောဒီဇက်လန်းကလည်းကိုပြိုးကအများကြီးသူစဉ်းစားပြီးတော့ဒီဖန်တီးခဲ့တဲ့ဇက်တစ်ခုဆိုတဲ့ခါကျတော့ကိုပြိုးကန်းလက်လိုက်တဲ့ကအရုံးနဲ့ချမယ်ဆိုတဲ့ကကျွန်တော်တို့ကကိုပြိုးပေါ်လုံးဝယုံကြည်မှုတစ်ခုနဲ့ပဲကျွန်တော်တို့တွားရိုက်မယ်ဆိုတော့ကျွန်တော်တို့ရိုက်ပြီးသားပဲဆိုပြီးတော့ကျွန်တော်တို့တန်တန်ပင်ပင်နဲ့ ကျုံးခဲ့တဲ့ပါတော့ကိုပြောကြလက်ခံခဲ့ရလားဒီကနေ့ရလားမှန်တယ်မှန်တယ်မှန်တယ်အမှန်အမှန်တရားပါအဲ့ဒါကျွန်တော်သူလည်းပြောတယ်ဖြူလေးလည်းပြောတယ်ကိုနီတိုးလည်းအဲ့လိုပဲကိုနီတိုးဆိုတော့ကိုနီတိုးကျွန်တော်ဒါကူညီတာကျွန်တော်လုပ်ပေးတာကိုနီတိုးကိုနီတိုးဆိုရင်ဘယ်လိုလဲကျွန်တော်ရိုက်ပြင်းနေလို့တော့မထင်ဘူးလေအဘိယဒီအစီအရမ်းမိုက်တယ်မှာဆိုတော့ဒီဒီကားကကျွန်တော်တငယ်ချင်းပေါင်းသင်းစိတ်ဓာတ်နဲ့အဲ့လိုစုပြီးတော့လုပ်ကြတဲ့ကားဗျဟုတ်ဟုတ်ဟုတ်ကဲ့ဆိုရင်ငါတို့တော့ထိုင်းရီတောက်နေလို့မဆွဲလေ လုံးသားထဲမှာမင်းတို့ညီကိုတော့ချစ်စရာကောင်းတယ်လို့ထင်လို့ဒီလိုပုံလေးဆွဲတာပါအဲ့တော့သူကကျွန်တော်လည်းအဲ့လိုပဲရိုက်မယ်ဆိုပြီးတော့ရှင်းရှင်းထားတာတခြားဆက်တစ်ခုဟုတ်တယ်တစ်ခုတခြားတစ်ခုတစ်ခုကဲတင်ရတခြားတစ်ခုအဲဒီဟာအရင်အရင်ရိုက်ဖြစ်သွားတာပါဟုတ်မလေးမင်္ဂလာတော့မနှပြမှာကွာ။ဩကိုကြီးတို့တောင်းအောင်လောကလေအယူတွေကြီးပဲ။အော်အဒီကဒီပြောလေးရတယ်ကျွန်တော် ID လေးလေးလုံးရတယ်။ ID လေးလုံးရတဲ့အချိန်မှာဟိုမှာဖြိုးလေးပါတယ်သူပါတယ်ကျွန်တော်ပါတယ်ဆိုညီကို၃ယောက် ဆိုတော့ဒီကားရိုက်တဲ့အချိန်ကျွန်တော်တို့ဒီ15ရက်ရက်20ရက်အတွင်းမှာကျွန်တော်တကယ်ကိုညီကိုတော့မဖြစ်အောင်ကျွန်တော်နေနေကြတာအစားဒူဒူစားဒူသွားတယ်ပောက်ကြိုက်ဒူလို့ကြတယ်အတူတူနေနေကြတာပဲနော်အင်ကြီးကအစားအရောက်မီတာဝေးနင်းနေတာပဲအဲ့လိုနေနေတဲ့အခါကျွန်တော်တကယ်တကယ်တကယ်ပြောသူမှညီကိုတော့ရောက်ဆိုရမှုကလေးကျွန်တော်စီမှာတကယ်ကိုကတ်ပါတယ်ဟုတ်ကဲ့ဆွဲတဲ့ကောင်ဆိုတော့ပကြီးကောင်ပေါ့ပကြီးကောင်လို့မခေါ်ပါနဲ့ဗျာကျွန်တော်အသေးအလုံးလို့ပါနော်ပကြောင်ခီလို့ခေါ်တာအဲ့ဒီတုံးတော့ကျွန်တော်နေ့ကိုကြိုက်နေတာတဲ့ဟာကိုမြောက်လေ ဟုတ်တယ်အဲ့အဲ့ညီမလေးကိုကားတဲ့ဟာကလေဟိုအဓိကဒီ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 တချင်းရဟိုဟာဥက္ကလယူလာတာပေါ့နော်ဥက္ကလယူလာတဲ့အချိန်မှာဒါညီမသုံးယောက်ကဟိုအဲ့လိုမျိုးပုံစံလေးလုပ်ကြမယ်ဆိုတဲ့အချိန်မှာအဲပုံမှန်လေးပြောလဲရှိဒါကဒါကကိုပြိုးတွေကလည်းသူလည်းတိတ်မလုပ်တတ်ဘူးပေါ့နော်ကိုပြိုးတို့လည်းပုံဆိုးတာပေါ့ဆိုတော့ကကြောဒီဟာနဲ့နည်းနည်းနီးနေတာအာကျွန်တော်ကျွန်တော်ဖြစ်နေရပါဗျာသိရမလားတုံးရောက်မဲခွဲတဲ့ကျွန်တော်အငယ်ဆုံးလည်းဖြစ်တယ်အငယ်ဆုံးလည်းဖြစ်တဲ့ခါကျတော့အရာလေကျွန်တော်လုပ်မယ်လို့ဆိုတော့โอเคဆိုတော့ပန်းလေးကောက်ထိုးလိုက်ပြီးတော့ကိုပြိုးကဟိုပုံလေးတီးတယ် အာပြီးတော့ကိုဖြိုးလေးကတချင်းဆိုတော့မင်းကကိုလူရတာလေအဲ့လိုမျိုးလေးပေါ့ချစ်စရာကောင်းအောင်လုပ်ကြမယ်ဆိုပြီးတော့အဲ့ဒီစင်လေးကပရိသတ်ရင်ထဲရောက်သွားတယ်လို့ထင်ပါတယ်ရင်ထဲရောက်သွားတော့လေထွေလာတင်တဲ့ချိန်မှာသဘောကျကြတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လည်းဝမ်းသာတယ်ပြီးတော့နောက်ဖက်လည်းအရန်ကောင်းတဲ့ ID လေးပို့ပေးနိုင်တဲ့အတွက်ကြောင့်ဒီဘက်မှာဟိုကညီမလေးချော့တယ်ဆိုတဲ့ဟာပို့ပြီးပေါ်လင်တာပေါ့နော်ဟုတ်ကဲ့ညီမလေး တော့ကတော့ကျွန်တော်ရိုက်တော့တော့ဒီလိုကလေးညီမလေးကိုအဲ့စင်းရိုက်ဆို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 လို့ပဲတကယ်ကိုညီမလေးတယောက်ကိုတော့ဒါချော်မရအောင်ဘယ်လိုချော်ကြမလဲဆိုတဲ့စိတ်လေးနဲ့အဲကျွန်တော်ဆိုလည်းလည်းခေါက်ဆိုးပြုတ်ကိုဝင်မှာဟိုတူဝါတူဝါတူဝါတူကြီးနဲ့ခေါက်ဆိုးပြုတ်ကိုကဲဟိုဟာသလုံးကြီးနဲ့လောက်ကြကြဆိုဒီညီမလေးရည်သွားဖို့အတွက်ကိုစဉ်းစားကြတာနော်ညီမပေါ်ထားတဲ့စိတ်ကဒါကအခုညီညီကိုတော့ရောမှာအခုအကြီးဆုံးဖြစ်တဲ့အာကိုဖြိုးဖော်ပြတဲ့ပုံစံရယ်အာကျွန်တော်ကညီမပေါ်ချစ်တဲ့ဖော်ပြတဲ့ပုံစံရယ်ကိုဖြိုးလေးဖော်ပြတဲ့ပုံစံရယ်မတူဘူး အဲ့ဒါလေးကိုဒီကားလေးကိုလာကြည့်လို့ရှိရင်သယုတ်ဆောင်တဲ့လူတွေရဲ့မျက်လုံးလေးတွေမှာမြင်ရပါလိမ့်မယ်သူမျိုးဝင်ဆိုလောက်အလုတ်သွားတဲ့ idea တစ်မျိုးကိုကျွန်တော်ကတစ်မျိုးပြီးတော့ဒီညီကို၃ယောက်မှာသူတို့ရဲ့အချင်းစရိုက်လေးတွေနဲ့တယောက်ကချိတ်ထားတယ်အခုအခုလှုပ်တဲ့သူပေါ်မှာ respect ရှိကြတယ်အာအခုလှုပ်တဲ့သူကတော့အချက်အရန်ကြီးတယ်အဲ့ဒီပေါ်မှာဟိုဒါမဲ့သူ့ရဲ့အလွယ်လေးတွေကတလဲညီကိုနေနေ against ဖြစ်မှာလားဆိုတဲ့ဟာလေးတွေက picture လေးကျွန်တော်ကြိုးစားရတာခင်ဗျာ 没没你在这呢？啊，在在这呢。你明天上班吗？哇，够累的。呃，今天明天再吃点别的噻。好，我先俺老师也把别。ပုံစံတရားတစ်မျိုးစီပေါ့ပုံစံတရားတစ်မျိုးစီအပြင်မှာလဲကျွန်တော်တို့ကဟိုအခုမှတွေ့ဘူးလေလူလေမဟုတ်ဘူးအပြင်မှာလဲ ဟိုဘယ်လိုပဲပြောင်းလဲရုပ်ဒုက္ခပေါ့ဟိုပေါ့ပေါ့ပါပါနေကြတာဗောရုပ်ဒုက္ခဆိုတာတော့ဘောနော်အမှုပေါ့ပေါ့ပါတကယ်ဘယ်ပဲမှာဒီမှာဆိုလဲတန်တော်ဆိုလဲကျွန်တော်ကျွန်တော်နာမရှိကျွန်တော်ညီရေတယောက်တယောက်ပဲတယောက်ပဲကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ခွေတွေကကျွန်တော်တွေကတယောက်ပဲကျွန်တော်တို့ကရန်တောင်းချမ်းချတာဗောနော်တွေကတယောက်ပဲကျွန်တော်ဒါဒါဖြူလေးဆိုလာတယ်ကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ထွေတူးမဟုတ်ဘူးတကယ်ကိုဒါကျွန်တော်ကျွန်တော်ညီဟုတ် easy အဲ့တော့ဒီကအရင်လဲဟိုမိုက်သွားတာဗောနော်တကယ်ဟိုဘယ်ပြောရလဲလုံးဝ item ဘာလို့မျိုး ဟိုလိုအပ်လို့ရှိရင်ကျွန်တော်တို့ချက်ချင်းပြောတယ်သူဒီပုံစံလုပ်မယ်ဒီပုံစံလုပ်မယ်သူမကြိုက်ရင်လည်းချက်ချင်းပြောတယ်ဒါကျွန်တော်စီနီယာတောင်းနေတယ်ကျွန်တော်နားထောင်တယ်ဟုတ်ပြီအဲ့လိုလုပ်အဲ့လိုမျိုးချသတော့ဒီဒီဒီညီကို၃ယောက်ကအပြင်မှာလဲဒီအော် on scene မဟုတ်ဘဲနဲ့အပြင်မှာလဲဒီလိုအင်းဒီလိုပုံစံနဲ့တွားခြင်း expression ပေးတာကကျွန်တော်ဇကားရိုက်တဲ့အချိန်မှာလဲအကူကြီးတယောက်ကညီငယ်တယောက်ကိုလွှမ်းမိုးတဲ့ပုံစံတော့ပေါ်သွားတာပဋိဖြစ်သွားတာကဲအဲ့တော့ဆိုရင်လဲ တော်ကျင်မှုဆိုင်သွားပြီးတော့ဘီးပဲချလိုက်တော့မြင်လို့ဟောဘီးတော့မလုပ်ပါနဲ့ဒါအဓိကသူ့ရဲ့ဇလန်းဇညူကောင်းလို့ပါဇညူရေးစရာရဲ့ပညာပေါ့ဒါသူသူသူပန်နီလေးရတာကောင်းတယ်ကျွန်တော်တို့ကသူပြောခိုင်းတဲ့စကားကိုဒီကလုံးကြီးကိုပြောရတယ်ပြောရတာဆိုတော့ဇလန်းဇညူကောင်းလို့ကျွန်တော်တို့သိဥဆောင်တာကောင်းတာဟုတ်